ေးအောင်လိုက်ကေကေပတ်ကို ဖောက်ခွဲဖြက်စီးကြကကြားဖြန့်ဆိုတဲ့ online လိမ့်လေမှုဥစ္စာတစ်ခုတည်းသူတို့ကလုပ်တာမဟုတ်ဘူးသူတို့ကဖြူလာဖန်တာကိုအစိတ်တိုင်းနေလို့ပါနော်ခွဲထုတ်ရယူပြီးတော့နိုင်ငံတကာကိုရောင်းချတဲ့စီးပွားရေးကိုလုပ်တာတဲလို့ရတယ်ကအဲ့ဒီမှာရှိတာတဲ့ပြီးတော့ပေါ်သွားမှဆိုလို့ဖောက်ခွဲဖြက်စီးပလိုက်တယ်တဲ့ ဟေးပြောချင်တာကလေစကားမပြောပြတာတွေလည်းကြာပြီလူကလည်းအလုပ်တွေကလည်းများကိစ္စတွေကလည်းရှုပ်ပေါ့လေဆိုတော့အခုကအားလုံးဟိုသူ့ဘက်ကိုယ်ဘက်ပြောနေတဲ့အကြောင်းအရာလေးတကောတွေ့လာဒီအကြောင်းအရာရဲ့ဟိုဘယ်လိုပြောမလဲအဲအချိန်အစအတိုင်းတာကိုကြည့်ကြည့်တော့လေဟိုပြောမှဖြစ်တော့မယ်ဆိုတော့စဉ်းစားတာပေါ့လေအဲပြောရမှာကတော့ဒီကြားဖြတ်တဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီပြည်ထောင်ဝင်ပြီးသုတ်တော့သူကစပြီးတော့အဲကျွန်တော်ပြောခဲ့တာပေါ့လေဒီကြားဖြတ်အဲတော့ကတော့ဒီလောက်အရေးမကြီးဘူးလို့ထင်ကြ တာပေါ့တဖြည်းဖြည်းနဲ့အဲပြောကျင်တဲ့အပိုင်းကတော့2021တည်းကတရုတ်နိုင်ငံယာယီဝန်ကြီးဝမ်ကြီးနေရာပေါ့လေဝမ်ကြီးကိုပြန်ခန့်ရတာအဲ့ဒီဝန်ကြီးကဒရင်တောက်မှနဲ့ဖွင့်ကြောင်းလို့နှစ်ပတ်တည်းနဲ့ပြုတ်သွားအဲကျွန်တော်နာမည်တော့ထုတ်မပြောတော့ပါဘူးသူလည်းအလုပ်ပြုတ်သွားပြီဆိုတော့တရုတ်နိုင်ငံယာယီဝန်ကြီးအဲ့ဒီဝန်ကြီးကမေလ25ရက်နေ့2021ခုစောရင်တော့ဒါအာနာသိမ့်ပြီးတော့လေးလအကြာမှာပဲရောက်လာရောက်လာပြီးတော့လောက်ကင်မှာပြစ်နေတဲ့ကြီးကြီးမားမားလောင်းကစားရဲ့ လူကုန်ကူးမှုတွေမြို့ရဲ့စေဝါတွေတရုတ်ပြည်တော်ပြန်ဝင်နေတာတွေရဲ့နောက်ဆွေးနွေးတာသက္ကဆာညင်းနေတယ်အဲ့ဒီချိန်ကကျွန်တော်ပြောခဲ့တယ်အကုန်လုံးဒါဟုတ်တရင်ရုပ်တန်နေနဲ့လည်းကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်တယ်ဒီချိန်ကဆိုအခုအဲ့ဓာတွေကိုကျွန်တော်ပြောနိုင်တာကတော့သက္ကဆာအာနာသိမ့်တဲ့အချိန်မှာပတ်စံလုံလုံလောက်လောက်မရှိဘူးဗျမဟုတ်ဆိုတရင်တက်ဖွဲ့တယ်လည်းသူ့လူသူ့ဟာလည်းရှားပွေစားတောက်ဓမြတိုက်တဲ့ကောင်တိုက်ခိုးတဲ့ကောင်ခိုးလူတဲ့လူလူတောင်းတဲ့လူတောင်းအခုံကောက်တဲ့လူကောက်အဲ့လိုလှုပ်ရှားနေကြဒါပေမဲ့အဲ့ဒီပတ်စံတွေကလည်းကြီးကြီးမားမားကြီးမရတော့ တရင်တက်ဖွဲ့တွေလက်ထဲမှာပဲပျောက်သွားကြဒါကျွန်တော်ရတဲ့သတင်းအချက်လက်အမှန်ကိုပြောတာအဲ့လိုနဲ့မေးအောင်နိုင်တော့ဒါဆိုရင်ကောင်းကြီးတွေကိုငါတို့ကင်မှပတ်ဆက်ရမယ်ဆိုပြီးတော့ဒီလောက်ကင်ကပယ်ဆောက်ချိန်လို့အုပ်စုတွေနဲ့အဲ့ဒီမှာလုံကြတာလုံကြတော့တရုတ်ကကြာလေမခံနိုင်လေတရုတ်လူမျိုးတွေအတခံရအသေးခံရရောင်းစားခံရပေါ့လေဒါတရုတ်ဘက်ကအပိုင်းပေါ့ဒါပြောကျင်တာအဲ့ဒီချိန်မှာ ပြုတ်ကအရန်အလတ်ကျင်းတော့ဒီဘက်အန်နူးကြီးကြောင့်ကျွန်တော်ဘာမှမပြောဘူးပြုတ်ကအရန်အလတ်ကျင်းဖြစ်နေတယ်မင်းအောင်လိုက်လို့သူ့ကြောင်းဆိုတာမရလို့ဒီဘက်နိုင်ငံရေးသမားတွေမပားနဲ့တာပဲရှိတယ်တရုတ်အဲ့ဒီမှာဖြစ်နေတဲ့ပြုတ်ရဲ့ဒီအော်ဂလီခံမှုကိုနားမလည်ကြတာပေါ့ဗျာပြုတ်ကအဲ့ဒီချိန်မှာပမောင်ပါအထောက်ပတ်မှမပေးဘူးမင်းအောင်လိုက်လို့တော့ဒေါသပဲထိုင်ထွက်နေတာရှင်းရှင်းပြောရင်တကယ်ဒီဘက်ကတိုက်နေတဲ့အတိုက်ခံအဖွဲ့ကြီးတွေလည်းမရမလားပေါ့အောင်မြင်သွားမလားပေါ့ပြုတ်ကအဲ့ဒီအထိကိုမျောလင့်ပါသေးတယ်ဘာလို့မင်းအောင်လိုက်တော့ဒီမြန်မာစက္ကစစစ်တကောက်နေရဒီမတ တရားပေါ်တင်ကြီးတွေဖြစ်နေပြီဒီကျမ်းစီရောက်ပိုင်းမှာလောက်ကိုင်တခွင်ပေါ့လေနော်ဒီဒီဒီအများကြီးပဲလောက်ကိုင်တခုတည်းတော့မဟုတ်ပါဘူးဒါပြောရရင်တော့သုတ္တမြုံလိုက်လို့အဲ့ဒီမှာပေးစောက်ချိန်လို့လည်းပေါင်းပြီးတော့ဒီ online လုပ်ငန်းတွေရောမူရစ်သေးွားတွေရော လူကုန်ကူးတာတွေရောကိုရတဲ့နည်းနဲ့ဈာစကောက်အသေးချာညွှန်ကြားပြီးတော့ကိုလုတ်ခိုင်းတာအထုတ်လိုက်အထည်လိုက်မင်း online လို့အဲ့ရမင်း online လို့အဲ့ဒီကရတဲ့ပတ်သက်နေပြီး 还准备搬家呀？来呢？你们给搬家呀？来呢？化工多少平米？家装多少平米？说，哎，泸州米哦，哎的，过干就的，是安尼，家在里面。 နော်ဒီပေသောချိန်လို့ဒီကနေဟောလေကြားတဲ့လူနဲ့ယူနေပေသောချိန်တော့လေလူတွေတက်ညင်ပန်နှိမ့်ဆက်အဲ့မှာအကုန်လုံးနေအနေရတာကအများသောအဖြစ်တရုတ်လူမျိုးတွေချက်ထောက်လိုက်ရည်ကိုယ်တိုင်အဲ့ဒါဝင်ပြီးတော့အရိုက်ခံရတာအဲအဲ့ဒါနဲ့နောက်ဆုံး၁၀၂၀ပေါ်လာတယ်ဗောဗျာအဲ့ဒီတစ်ဖက်ကိုဖြတ်လိုက်တော့ဒီဘက်ကကေကေပတ်ပတ်ကိုသွားကြကေကေပတ်ကခင်ဗျားတို့ကျွန်တော်တို့ကြမယ်ဗျာကျွန်တော်ဒီလောက်ပြောတာနော်အဲ့ဒါအောင်မင်းကစတာ PNU နဲ့ ငြိမ်းချမ်းရေးလုပ်ကြပြီးတော့မူစိပေါ်တူတို့နဲ့နော်ငြိမ်းချမ်းရေးလုပ်ကြပြီးတော့အဲ့ဒီအချိန်မှာအပြိုင်စကြတာရွှေကုတ်ကိုနဲ့ဂေဂေပတ်ကပြောကျင်တာကတော့အဲ့ဒီစမဲ့အခြေထဲမှာရွှေကုတ်ကိုတို့ဒီသောချစ်သူတို့စတယ်ဆိုတာကသောချစ်သူကတော့နေကြားသောတပ်ဖွဲ့အနေနဲ့ပေါ့လေအာဒါကြီးပုံမှန်လေးပြောကျွန်တော်လည်းသိပါတယ်အောင်နဲ့နဲ့စနေနှစ်ကျွန်တော်ထိုင်းရောက်တော့ဘုံဘူးကြီးသောချစ်သူတွေ့ခဲ့ပါသေးတယ်အာလေးလာကြည့်တာပေါ့လေစကားပြောကြည့်တာပေါ့အဲ့ဒီချိန်ကကျွန်တော်ကဘာသာတွေ့လဲဆိုသောချစ်သူတို့ကအင်အား9000လောက်ရှိတယ် နော်2009မှာစထူတော်တော့ ဲစစ်တပ်က2000လောက်ပါဒီတက်ကန်အဲ့ဒီအဲဒီဟိုတင်းပေါ့လေအဲကရင်အဖွဲ့ကရင်နေရနေပြီးတော့3000လောက်ပါတယ်ပေါ့ဒါပေမဲ့ကြာလာတော့2013လောက်ရောက်လာတော့မြန်မာစစ်တပ်ယူနီဖောင်းတွေရောစားနပ်ရိက္ခာတွေရောအတိုင်းစောချစ်သူတို့ပေးနေရတာမခံနိုင်တော့ဘူးပုံမှန်မပေးနိုင်တော့စီးပွားရေးတစ်ခုလုံးကိုရှာကြအောင်ဆိုတဲ့စောချစ်သူတို့ကစဉ်းစားလာတဲ့အချိန်မှာမြန်မာကအခုပြန်ကြာရေးဝန်ကြီးမောင်မောင်အုံးအဲ့ဒါမှတ်ထားခင်ဗျားတို့အဲ့ဒါစောချစ်သူရဲ့ခေါင်းကင်ဖားခင်အဲ့ဒါမောင်မောင်အုံးကစောချစ်သူကိုခင်ဗျားတို့ ကာရာအိုကေတို့ဒီအာကက်စီနိုတို့ဆိုလိုချင်တာကအမေပြောလိုက်သေးတယ်အဲ့ဒီမောင်မောင်အုံးအုံးပေးမှာစောချစ်သူနဲ့တိုင်ပင်တဲ့အချိန်တော့ပါတဲ့ကမ်ဘရော့အရာရှိတယောက်ပေါ့လေအခုက तू ကတော့ ကျမ်းမာရေးအရအာနားသွားပြီအဲ့တက်ပြတော့အရာကြီးတောင်ဘာပြန်ပြောပြလဲဆိုတော့ကိုရင်းနဲ့တထေးကျွန်းနေမှာလုတ်တယ်လို့ဦးတယ်ခင်ဗျားတို့လုတ်ပါလားတဲ့ပထမတော့ဒီ online နေလေဘူးမဟုတ်ဘူးဗျကျွန်တော်သိတာတော့ဟိုဒီကော့တောင်းဘက်ရန်နောင်းဘက်ကဒီဒီတနင်းတားကြီးဘက်ကမြန်မာလုတ်ထားတထေးကျွန်းကိုတထေးကျွန်းပိုင်ရှင်လဲတထေးကျွန်းငားထားတဲ့ပြုတ်ကိုလည်းဖမ်းလိုက်ပြီနော်ဒီကောင်ကျောပေါ်မှာမူရစီဝါကိုတရုတ်ပြည်ကကမ်မီကယ်တွေကိုမှာယူပြီးချက်တဲ့ကောင်ချက်ပြီးတော့မူရစီဝါကို သိမ့်တန်းပေါင်းမြောက်များစွာအလုံးလိုက်ဩစတြေးလျတို့နယူးဇီလန်တို့အဲ့တတိကျွန်းနေပို့တာနော်ဗုဒ္ဓေဖြေပုံစံမျိုးစုံနဲ့ क्वे ပြီးတော့နော်ဒါတွေကိုလည်းကျွန်တော်တို့သိတယ်ဗျာကျွန်တော်တို့အမေရိကန်မသိဘဲနဲ့နေတာမဟုတ်ဘူးအေးပြောရမယ့်အချိန်ရောက်လာရင်တော့ကျွန်တော်ပြောပါလေအခုအဲ့သောချစ်သူတို့ကအဲ့လိုတတိကျွန်းကောင်းနေလို့ကက်စီနိုတို့ကာရာအိုကေတို့တဲ့နိုင်ကလပ်တို့အဲ့လိုမျိုးလုပ်ဖို့သူတို့ကမောင်မောင်အုံးကအဲ့ဒီမှာပြောပြတယ်ဗျာဟာလားကျွန်တော်တို့ တာဝန်ယူပေးနိုင်တယ်တောက်လျှောက်ပေးနိုင်တယ်ဆိုတော့တောချစ်သူမောင်မောင်အောင်ကိုယ်တိုင်ပြုတ်ပြီးခေါ်သွားတာခင်ဗျားတို့အဲမြန်မာသတင်းသမားတွေအဲ့ဒီ point လွတ်နေတယ်မပြောကြဘူးဟုတ်ပြီနော်ဒါ2013ဝန်ကျင်လာအာနာသိန်းတာနဲ့အဝေးကြီးအဲ့တည်းကတည်ခဲ့လိုက်တဲ့အတဲ့ NLD အစိုးရမပတ်သက်ဘူးလားဆိုတော့ NLD အစိုးရကလေခင်ဗျားတို့ကျွန်တော်ပြောပြမယ်လက်မစားဘူးဆိုတဲ့လူပမာပြည်ထဲမှာဘယ်အစိုးရမှမရှိသေးဘူးအဲ့ဒါလည်းမှတ်ထားအောင်ကျွန်တော်ဘယ်ဘက်မှလိုက်မပြောဘူးခင်ဗျားမောင်မောင်ဆိုးဆိုတာလေသူ့သားထွတ်ဆိုးအောင်လေသမားတွေရဲ့လေခွက်တွေကိုအတင်းသိမ့်ဗန်တီးယူနဲ့ဂရန်ဖောက်ခိုင်းပြီး လေသမားတွေဘဝပြောင်းအသေးစားခဲ့တာကျွန်တော်မှာရုပ်တန်နေရာစအတိကြကိုရှိတယ်လေခင်ဗျားတို့ကြည့်ဘူးပါဗောကျွန်တော်ပေါ်ပြဘူးလားပဲမမုံသူသားတို့ကိုချင်းလာရင်းစနာတို့နော် ရန်ကုန်မြို့လေကောင်ကြီးမင်္ဂလာတုံမှာနော်ဟုတ်ပြီဒါပေမဲ့အခုမင်းအောင်လိုင်းလုံးနဲ့ပတ်သက်တယ်ဆိုတာအဲ့ဒီကနေအချိန်ရလာပြီအခုကိကိပကိကိပမှာဟောခေါ်ကြတာကိကိပကိုခမရအမေရိကန်ဒေါ်လာ129တန်းပို့နော်ခမတိဆောက်ထားတာအဲ့ဒီကုမ္ပဏီနဲ့ကျွန်တော်စကားပြောမှုလေကုမ္ပဏီ၃ခုနဲ့တိဆောက်တာကိကိပကိုအဲ့အရုပ်အဲ့လိုအပ်သမျှပစ္စည်းဘီလာမြန်အဲထိုင်းရွှင်တာ တန်လို့ဟိုတဲ့တော့အကုန်လုံးတရုတ်ကနေလာကြတာနော်တော်တော်များများပေါ့လေဒါဘီလာညီတွေအဲအဲဘက်ကအဲဘက်ကကုန်နေတော့ထောရတယ်ဒီဘက်ဆောက်တာနေချင်းညချင်းဆက်လာကြတာလေအများကြီးပဲအမေရိကန်ဒေါ်လာ128တန်မှုနဲ့ဆောက်အခုနိုင်ငံတကာငွေအမေရိကန်ဒေါ်လာ ဒီလျာ60လောက်ကိုလိမ့်ပြီးပြီ။ PK ပတ်တစ်ခုတည်းတော့မဟုတ်ပေါ့ဗျာ။ကျွန်တော်ဒါကတော့ခင်ဗျားတို့အမှန်ကန်မဲ့ပြောကြ။အထူးသဖြင့်ကမ္ဘောဒီးယားရဲ့ဗမာရဲ့ထိုင်းကသူမပါပါဘူးတဲ့သူတို့ပြောတာ။ဟုတ်တယ်ထိုင်းကမပါဘူး။ဒါပေမဲ့အဲ့ဒီနှစ်ဖက်လုံးရောက်သွားဘူး။ထိုင်းနိုင်ငံကအဓိကအဘိုးတရားဗျ။ထိုင်းဘိုးတရားကိုမကူးပဲနဲ့ဘယ်နိုင်ငံမှသွားလို့မရဘူး။ပြီးတော့ထိုင်းရဲ့အရာရှိတွေမပါဝင်မပတ်သက်ပဲနဲ့။တော့အဲ့ဒီလူတွေဒီလောက်အုပ်အော်တောင်းနေလူသိမ်းနဲ့ချီပြီးတော့ပြုံးပြုံးနဲ့သွားလို့မရဘူးဗျ။တော့တစ်ဖက်ကလည်းလက်ခံတဲ့အဖွဲ့ကြီးဗမာဘက်က ို့ပဲပြောမယ်တောချစ်သူတို့ဒီလိုလက်ခံနေတယ်ထို့တာကိုမင်းအောင်လှိုင်လို့စစ်တပ်ကမသိပဲနဲ့ခင်ဗျားတို့ပြောတော့အချုပ်ချာအာဏာတွေရောတပိုင်နဲ့တွေရောမြေပုံတွေရောစုံနေရောခွေးမသားတွေခွေးစကားတွေပြောနေကြဒါကြောင့်နိုင်ငံတော်ခွေးမသားတွေလို့ကျွန်တော်အမြဲပြောတယ်အဲ့စကားမိုးပြီးဆိုလည်းပြောတယ်ကျွန်တော်တို့ဒေါသထွက်အဲ့ဒီကောင်တွေကိုနိုင်ငံတော်ခွေးမသားလို့ခေါ်တယ် ်အရမတ်တော်တကယ်နိုင်ငံတော်ကြီးတခုလုံးခွေးမသားပြောင်းလုပ်တာအဲ့ဒီကောင်လို့ပြောတော့အကျုပ်ကြအာနာဝင်လာတဲ့လူသိမ်းနဲ့တန်းနဲ့ချီပြီးတကယ်လူနမယ်လည်းမသိလူမျိုးလည်းမသိပဲနဲ့လက်ခံတလားဗျာဟာအကျိုးမြတ်ရှိလို့လက်ခံတာဗောလိန်လေဖို့လက်ခံတာဗောဗျာဟုတ်ပြီဒါဆိုအခုကြေတနာတက်တော့ဟောကိကိတက်ကိုဟောက်ခွဲပြက်ပြီးတယ်တဲ့ဟာဘောမလေးဘကပြောတာရိုင်းကြီးရတယ်ဘာဖြစ်လို့မေအောင်လိုင်ကပထမကိကိပတ်ကိုလွှတ်ထားလဲဆိုတော့ KNU ကကြီးလိုင်းလို့ရအောင်မယ်ထင်လို့ ဘာလို့ကီကီပတ်က KNU ဘလို့ပဲညင်ညင်တပိုင်းတစပါဝင်ပတ်သက်တယ်ဗျာဒါကတော့ကျွန်တော်အမှန်တိုင်းပြောတယ်အဲ့ KNU တွေကလည်းအဲ့ဒါလေးလုပ်ဖို့သူတို့သွားခေါ်လာတာမို့အဲ့ဒီလူတွေရောက်လာတာခေါ်လာတာကတော့မြန်မာစစ်တပ်အရမတ်တာတော်စံသူကြီးတော်မတက်သေးဘူးအဲ့ဒီမြန်မာစစ်တပ်တွေပဲအကုန်ခေါ်လာတာအလုံးကခင်ဗျားတို့ကြိုက်တာပြောကျွန်တော်မကြောက်ဘူးအဲ့ဒီစားဝင်နဲ့အဲ့ဒီကောင်ရဲ့ပတ်စပုတ်မိတူတွေအားစခင်ဗျားတို့မြန်မာစစ်တပ်ဒီတရုတ်တွေမဟုတ်တော့နှစ်ရုပ်သုံးရုပ်တွေပါရှိသေးတယ်အဲ့ဒီကောင်တွေရဲ့မှတ်တမ်းတွေအားစရှိတယ်ကျွန်တော်မှ အေးဒါပေမဲ့မြန်မာမှာတက်တဲ့အစိုးရတိုင်းဟာအကုန်လုံးသခိုးကြပိုးတွေကြီးပဲလို့ကျွန်တော်ပြောတာခင်ဗျားတို့ကြိုက်ကြင်ကြိုက်မကြိုက်ကြင်လို့ကျွန်တော်အမှန်တိုင်းပြောတယ်။ပေါင်ပေါင်စိုးတို့နီလာကျော်တို့ ထလုံးဒူဝင်ကြော်လင်းလို့ကိစ္စခင်ဗျခိုးတာခိုးတာခိုးတာအောင်မဲ့လေးရေပိုက်ကောင်းကခင်ဗျာလေဂျိုးယူရေပိုက်ကြီးနိုင်ငံတော်ရေပိုက်ကြီးငွေပိုက်ကြီးတုံချတယ်လို့တုံထုတ်ပြီးခိုးတာကျွန်တော်ပြောပေါင်းလဲညာပြီးမောလဲမောသွားလို့ဗျာအမှန်တော့ကျွန်တော်တိုင်တားဆင်းရဲသွားတယ်ဘဲကောင်တက်တက်တခိုးတွေပဲတက်တယ်ဒါပေမဲ့တီတူတိအောင်တော့ကျွန်တော်ပြောတယ်ကျွန်တော်ပေးခြင်းနဲ့မစိတ်ကသမင်းအွန်လိုင်းကအဲ့ဒီမှာငွေပြတ်နေခုနကဘလောင်ပြန်ဆက်ပြီးမှအဲ့ဒီလောက်ကင်ဘက်ကတော့ရပြီဗျဒီကရင်ပြည်နယ်ဘက်ကလည်းရအောင်အသေးအတန်နိုင်ငံသားတွေကို င်းကတော့မပါဘူးပေါ့ဗျာသူကဘောဒရာကရိုးကိုအဲ့ဒီအားနေကိုအားရပါရသွင်းပြီးငွေနေပြီးတော့အဲ့ဒီအကျိုးမြတ်တွေတွေကနော်စောချစ်သူတို့စောတင်ဝင်းတို့အခုစောစန်းအောင်တို့ DKB တို့ပေါ့ဗျာဝေပုံကြခွဲယူမင်းအောင်လိုက်ရင်တိုက်သွားဖို့အတွက်မောင်မောင်အောင်ဗျာနော်မင်းအောင်လိုက်ရဲ့အဲသားသမီးတွေတောင်မှစောချစ်သူရဲ့ကုမ္ပဏီမှာယင်းနှုတ်နယ်မှုတွေပါသလိုမင်းအောင်လိုက်သားသမီးတွေထောင်ထားတဲ့ကုမ္ပဏီမှာ တော့ချစ်သူရဲ့ယင်းနှောင်းနဲ့မူပါတယ်အပြင်ဗမာပြည်ရန်ကုန်မြို့ကြီးမှာဆွဲနေတဲ့ YBS ပုံနာဘွတ်အားလုံးကိုအေးနေဝင်းတို့ကြော်နေဝင်းတို့မောင်နှမတွေကတော့ချစ်သူကိုအပေါင်းသွားထားရတယ်ဆိုလည်းခင်ဗျားတို့စဉ်းစားကြည့်တော့ဘလောက်တောင်အဲ့လိုဖြစ်နေကြလဲဆိုတာအဲ့ဒါကြောင့်အဲ့လိုဖြစ်လာတော့အကဲကုအမေရိကန်ကလည်းတောင်အေးအေးယူမယ်ဆိုတဲ့အချိန်မှာဘာဖြစ်လာလဲဆိုပါကီကီပိုက်ကြတော့ KNU တွေငါတို့လည်းရားလောက်ရပြီးနော်မြန်မာစစ်တပ်ကတွေးတာပေါ့ KNU ကလည်းငါတို့ပြောတာနားမထောင်ဒီကောင်တွေကို အသက်သွေးကြောဖြတ်မယ်အဲတပြားမှမရအောင်လုပ်မယ်သူတို့ကိကိဘက်ယူဖောက်ခွဲဖြက်စီတွေ့လာငါတို့အဘကနောင်ကစားမှုရစီဝါလုံးဝမရဘူးဩရန်ကုန်မြို့မှာပဲတော်လူရောင်းနေမှကြော်မျိုးမင်းတော့အပိဝါဒနေတိုင်းတောက်လို့ရတယ်တဲ့အလကားတော့တောက်လို့ရတယ်လေသူလိုက်တွင်မှုတယ်တော့သူတော့မသိဘူးတဲ့သူများပြောမှသိတာတဲ့အဲ့တော့ပေါ်နေမှပြအညာရည်ဦးစင်လိုပဲတဲ့ကဲအမေအောင်လိုင်းတစ်ထက်မှဖြစ်တာနော်အားသီးတို့ပြလူကအေးအဲ့ဒါနဲ့ပြဟောအဲ့ဒီမှာတခါမေအောင်လိုင်းတို့ကလည်းရသလောက်ရပြီ ဟိုပေဆောက်ချိန်လိုကိစ္စကလည်းသူစစ်တပ်ကလည်းတည်ခြင်းတော့တည်ုံပြီးပြီဒါချိုးလည်းကြပြီးပြီကောင်းကောင်းလည်းဒီကောင်သဘောပေါက်သွားတော့ ငပယ်အုပ်စုတွေကိုတွဲပေးလိုက်တယ်ငပယ်တွေလည်းတည်တိုင်းကြကုန်ဟောအခုကတော့အမေရိကန်နဲ့တိုက်ရိုက်တိုးလာပြီမြမအရေးပြဿနာကဘာနဲ့သွားပြီးမပတ်သက်ရင်ဘာမှမဖြစ်ဘူးကဘာနဲ့ပတ်သက်ရင်မင်းတို့ဂဒါဖီလိုဟူစိန်လိုဖြစ်သွားမယ်လို့ကျွန်တော်ပြောဘူးတယ်အခုကကဘာနဲ့ပတ်သက်လာပြီပတ်သက်လာတဲ့အချိန်မှာဘာလုပ်လဲဆိုတော့မင်းအောင်နိုင်ကပြန်တဲ့နေရာတွေအခြေကုတ်ကိုတို့ဘာဘာဘာမြစ်တာညိုင်လို့ဘာသစ္စာညိုင်လို့မဖြတ်ဘူးတော့မဖြတ်ဘူးတော့ခင်ဗျအဲ့ဒီစီစီပတ်တစ်ခုပဲ129တန်းနဲ့တိရောက်ထားတဲ့ဒေါ်လာ129တန်း တိတိပတ်ကိုဖျက်ဆီးရမှာမလို့လားဗျာနော်ဖျက်ဆီးရကိုမလို့ဘူးခင်ဗျားတို့ကျွန်တော်ပြောပြမယ်မြန်မာတွေလေအဲ့ဒါကြောင့်လေခင်ဗျားတို့ကလေလိန်တဲ့လူမှလက်ခံတာအန်ယူဂျီလိန်နာရောတက္ကသလိန်နာရောငလိန်နေပဲခင်ဗျားတို့လက်ခံတာနော်အဲ့ဒါအခုခင်ဗျားတို့လက်ခံတဲ့ငလိန်နေအကြောင်းထပ်ရှင်းပြမယ်အမေရိကန်ဒေါ်လာ129တန်းနဲ့တိဆောက်ထားတဲ့တိတိပတ်ကိုဖျက်ဆီးရမလို့ဘူးတိတိပတ်ကိုသူတို့ဝယ်ရှင်းလို့တဲ့တရားမှမရှိတော့ဟုတ်တယ်ထွက်ပြေးလာတဲ့ online ပေါ်မှာ ဒါကျွန်တော်လည်းမြင်ရတယ်ဗျာဒါလိန်ပြာမလို့ပါအားလုံးမြင်နေရလူလည်းမရှိတော့ဒါဆိုရင်ခင်ဗျားတို့အဆောက်ချလိုက်လေစောချစ်သူရှိနေလေအမဘောဓာကတ်ရှိရသောခင်ဗျားတို့ပြောတော့အဆောက်ချလိုက်လေပြီးရင်အဲ့ဒီနေရာကိုအဲ့ဒီဒါပြည်သူတွေကစာတင်ကြောင်းနေသေးကနေသေးရုံနေအဲ့ဒီအတွက်ပြောင်းလဲလိုက်လို့မရဘူးလားလို့အဲဟုတ်မလဲဗျမေးအောင်လိုက်ဆွဲတဲ့အကွက်ကလက်လွန်ချက်တော်ဖြစ်သွားတာဗျခင်ဗျာဗမာပြည် ီပြောတဲ့အတိုင်းကျွန်တော်ပြောရတယ်လက်လွန်ကျက်သွန်ဖြစ်သွားတယ်ကွယ်တဲ့အဲအကောလက်လွန်ကျက်သွန်သွားတာသူတို့ကဒီချားဖြတ်တစ်ခုတည်းကိုသူတို့ကလုတာမဟုတ်ဘူးသူတို့ကဒီမှာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပါနော်ခွဲထုတ် ရယူပြီးတော့နိုင်ငံတကာကိုရောင်းစားတဲ့စီးပွားရေးကိုလှုပ်တာအဲ့မှာတည်သွားတဲ့လူတွေကိုအလောင်းဖြောက်တာကတော့ကျွန်တော်ရထားတဲ့သတင်းက exit နဲ့ဖြော်ပြီးတော့အဲ့ဒီအရေးဖြစ်သွားအောင်အရိုးတွေကို exit နဲ့ဖြော်ပြီးတော့ byte တွေတွေကိုထည့် byte line တွေတွေကိုထည့်ပြီးတော့မြေကြီးအောက်တွေကိုပို့ပြီးတော့ဖြောက်တာနော်အဲ့ဒါမျိုးလူထောင်နဲ့ချီရှိခဲ့တယ်တဲ့။အော်ဂင်တစ်ခုအစိပ်ပိုင်းတစ်ခုကအမေရိကန်ဒေါ်လာ1000ကနေသိန်းဝန်းကျင်ထိရှိတယ်တဲ့။မားကတ်က demand ဖြစ်ဖြစ်တယ်လို့သူတို့အဲ့ဒီ ယူလိုက်တဲ့ဖန်တာကိုအစိတ်ပိုင်းအောင်တန်ဖိုးရသွားတယ်တဲ့အဲ့ဓာဒီပေါ်မှာဆိုးလို့ခုနတလောက်လှပတဲ့ကီကီပတ်ကိုခမရဘုံခွဲစရာလည်းမလိုမိုင်းထောင်စရာလည်းမလိုဘားကြောက်ဖောက်ခွဲဖြက်စီးလဲဆိုတော့အဲ့ဒီတဲလွန်ဇာတွေကို American CIA တွေ FBI တွေအကြောင်းမျိုးမျိုးကြောင့်ဒါမှမဟုတ်လေ freelance agent တွေဝင်လာပြီးတဲလွန်ဇာရသွားရင်ဒီတခါတော့ငါတရားပါကြီးရဲ့ဆိုတော့မင်းအောင်လိုက်အကုန်ရှင်းခိုင်းတာတဲ့ခင်ဗျာ အဘကလောင်းကစားလုပ်တာမကြိုက်ဘူးလို့တွေးလာအဘအပြတ်သားတယ်လို့စောက်ပေါ်စကားတွေမပြောကြပါနဲ့ခင်ဗျားတို့ဗုဒ္ဓဘာသာတွေဘလောက်ယုံမှကြသလဲကျွန်တော်လည်းဗုဒ္ဓဘာသာပဲခင်ဗျားတို့လိန်နေတာအဲ့ဒီမှာလူကုန်ကူးထားတဲ့လူတွေနော်ခံရတဲ့လူတွေကခင်ဗျားတို့နော်စောချစ်သူဗုဒ္ဓဘာသာစောစမ်းအောင်ဗုဒ္ဓဘာသာခင်ဗျားတို့ဗုဒ္ဓဘာသာကရင်နေလုပ်နေတာဟာပြီးတော့အဲ့ဒီ KK ပတ်မှာ KNU ထိန်းချုပ်ထားတဲ့ဒါပြောတာ ခင်ဗျ KNU ကအဲ့ဒီမှာကျွန်တော်သိတာ15%ပဲရတာတဲ့ကျန်တာတွေအားလုံးကစောချစ်သူနဲ့စစ်တပ်ပဲတဲ့အခုမှ KNU ကဒူးထောက်လာနိုင်မှမရှိတော့တဲ့အခြေအနေမျိုးလို့အမြင့်ဖြတ်ခြင်းလို့နိုင်ငံတကာအကြည့်ကောင်းအောင်ဆိုပြီးတော့အဲ့ဒီ KK ဘက်ကိုပိတ်တာကျန်တဲ့နေရာတွေမပိတ်ဘူးတဲ့တခုမှမပိတ်ဘူးအရင်တိုင်းပဲမိတိတ်တိတ်နေနေပါတယ်တဲ့ကဲထပ်ပြောအောင်မယ်ဖြစ်တယ်ရတယ်လीမလို့ဖြစ်လို့အဲ့ဒါတွေဖောက်ခွဲဖြစ်စည်းတယ်လေ ျက်စီးစရာမှမလိုတာအဲ့ဒါဒေတာကန်နေလေမိမိ တိုင်းပြည်မှာလေလာဆောက်ထားပြီးပြီလေနိုင်ငံတကာပတ်စံနေလေလိန်သွားပြီးပြီလေကဲကိုမလိန်ဘူးကိုမှန်နေဆိုရင်ခင်ဗျားတို့ဘာလို့ဖောက်ခွဲရမှာဒီလူတွေရှင်းလိုက်လေတိအဆောက်ဦးတွေအဲ့ဒီဒေတာကန်တွေအတွက် ် infrastructure အဖြစ်ဈေးကန်နေကြောင်းနေဈေးရုံနေစာသင်ခန်းနေစာကြည့်တိုက်တွေဟုတ်တယ်မလားဘတ်စကားဂိတ်တွေခင်ဗျားတို့အစည်းအဝေးခန်းမတွေအဲ့ဒီကလူမှု community အတွက်သုံးလို့ရနေတာပဲဘာကြောင့်မသုံးတာလဲခုနက online တိမ်လည်မှုတစ်ခုတည်းတော့မဟုတ်ဘူးတဲ့ဒုခန္ဓာကိုအစိတ်ပိုင်းတွေကိုပါခွဲစိတ်ထုတ်ယူရောင်းစားထားတဲ့တဲလွန်စားတွေကအဲ့ဒီမှာရှိတာတဲ့ရှိတော့ပေါ်သွားမှဆိုလို့ဖောက်ခွဲဖြစ်စီပြလိုက်တယ်တဲ့ဒါကိုခင်ဗျားတို့ကိုရေသွေးပြီးမပြောပါနဲ့ ကောင်းနဲ့စဉ်းစားကြည့်ပါကျွန်တော်ကသတင်းချက်လက်ရှိလို့ပြောနေတာဒီနေ့ရှင်းရအောင်မယ်လောက်ကင်ကိစ္စတော့လည်းခင်ဗျားတို့တရုတ်တွေအများကြီးတက်လိုက်တယ်တရုတ်တွေအများကြီးတက်လိုက်တဲ့အတွက်တရုတ်အစိုးရအဲ့မှာမခံနိုင်တော့ဘူးကျွန်တော်ပဲအရင်ဆုံးစပြောတယ်အခုလည်းကျွန်တော်ပြောပြီးကိကိပကိစ္စကိုလည်းနော်ဆိုတော့ခင်ဗျားတို့လူလည်းမကြပါနဲ့တိုင်းပြည်လူဘာမဝကြပါနဲ့အဲ့ဒီမှာအခု NUG ကထကြညာတယ်ဗတ်ပြန်တဲ့တိုင်းရင်းသား ERO တွေနဲ့လည်းစုပေါင်းပြီးတော့အမေရိကန်ဖွဲ့လိုက်တဲ့အဖွဲ့ကြီးနဲ့ ပူပေါင်းဆောင်ရွက်ဖို့အတွက်အသင့်ပြင်ထားဖို့သူတို့ကလည်းဟိုရင်ဆန္ဒရှိကြတယ်လို့သူတို့ကလည်းတိုက်တွန်းပါတယ်ပေါ့မင်းအွန်လိုင်းကေကေပတ်ကိုဖောက်ခွဲဖျက်ဆီးတာကကြားဖြန့်ဆိုတဲ့အွန်လိုင်းလိမ့်လေမှုဥစ္စာတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့လူသားအစိတ်အပိုင်းတွေကိုတတ်တောက်ထုတ်ယူရောင်းစားထားတဲ့အကြောင်းတရားတွေလည်းရှိတယ်လို့တရုတ်ပြည်ကလာတဲ့ကမ်မီကယ်တွေနဲ့ကေကေပတ်မှာပဲမူရစ်ဆေးဝါးချက်လုပ်ပြီးတော့ထိုင်းနိုင်ငံဘက်ကိုတွင်းတာ ဝူရစီဝအဲမှာအဲ့ဒီစလုတ်ခဲ့တဲ့အချိန်ကတွင်းခဲ့တဲ့အချိန်ကစပြီးအခုကိကိပတ်ပြည့်စည်သွားတဲ့အထိအနည်းဆုံး9ဘီလီယံကျော်ဘူးအလုံးကြီး9ဘီလီယံကျော်ဘူးထိုင်းကအဲ့ဒီကိကိပတ်နဲ့အဲ့ဒီဘော်ဒါမှာပဲမိခဲ့အဲ့ဒါကိုလည်းခင်ဗျားတို့ဘက်တိတ်တွေနဲ့တွားပြန်ကြည့်ကြဒီကေကေပတ်တို့ဒီဟိုတင်းတို့စောချစ်တူတို့ရဲ့ခေါင်းကင်ဖခင်မမောင်အောင်မြမစစ်တပ်ဝင်မရှိတော့လို့အဲ့လောက်ထိအသေးအတန်ခင်ဗျားတို့အချုပ်ချာအာနာပြောပြီးတော့ ။တကဘာလုံးကလူတွေလူကုန်ကူးခံရပြီးမြစ်ကလေးဖြတ်ပြီးရောက်လာတာအချုပ်ကြအာနာလား။တော့ပြန်ရင်တော့လေအဲ့ဒီမြစ်ကလေးဖြတ်ပြီးပြန်သွားကြတာအချုပ်ကြအာနာလား။နော်ခမားတို့စစ်တပ်နော်ခမားတို့တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ကောင်တွေအဲ့ဒီဘောမနေတဲ့ကောင်တွေထောက်ခံနေတဲ့ကောင်တွေနော်ခင်ဗျားတို့စောက်ရှက်မရှိပဲမပြောကြပါနဲ့အသေးစိတ်ကောင်းနဲ့စဉ်းစားပါဒီညံရည်နဲ့ဒီအုံးနောက်လောက်နဲ့ ဒီအဆင့်တန်းလောက်နဲ့နိုင်ငံတကာ level ကိုတက်လို့မရဘူးဖြစ်နေတယ်။တိုင်းပြည်တော်တော်ဒုက္ခရောက်သွားပြီ။လိမ်နဲ့ကောင်ကဆက်လိမ်နေတယ်။လက်ခံတဲ့လူကလက်ခံနေတယ်။ဒါကြီးကမဖြစ်သင့်တော့ဘဲနဲ့အားလုံးမှန်မှန်ကန်ကန်နော် justice and fair ပြည်သူပြည်သားတွေအတွက်ရောကဘာသူကဘာသားတွေအတွက်ရောရပါသေးလို့ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်တတ်နိုင်လောက်ဒီကိစ္စမှာပုံစံမျိုးစုံနဲ့ကျွန်တော်ပါဝင်ပတ်သက်ဖို့ အခြေအနေရှိတယ်ဗျာလို့ပြောရင်ညီကုန်းချိုးပြရစီဗျာအလုံးကျမ်းမှာကြပါစီလိန်လေဖုကနေကင်းရှင်းကြပါလိလိန်တိုင်းအလူရဲမတိုးကြပါနဲ့လိန်ဓာတွေကိုလည်းမယုံကြပါနဲ့အလုံးလိန်နေကြပါသည်လို့ပဲပြောကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဘုရှယ်လေးပါခင်ဗျာ